ဖြစ်ဖြစ်ဘလောက် handsome ဖြစ်တဲ့ကောင်လေးပဲဖြစ်ဖြစ်တည်သွားလို့ရှင်သူ့ဘသူမှလူတော့မခေါ်တော့သူ့ကိုဘာလို့ပဲခေါ်လဲအေးမตาလို့ပဲခေါ်တာဖြစ်တယ်အရင်ကြီးကြီးပေါ့နော်အလောင်းမောနော်အဲအလောင်းကြီးလို့ပဲလူတွေကခေါ်တာဘသူကမှလူလေးချိုးလိုက်တာလို့ဘသူမှမပြောမသေးခင်အထိနော်သူ့ဝိညာဉ်ကခန္ဓာနဲ့မခွာခင်အထိ 都干了，耽误事嘞！都和阿拉妈吵嘞，了不要嘞！那么，都呆多啊呢？都晚年脱多啊呢？都哈爸妈不好当！那么，呆哈身边呢？呆阿姐妈晚年事呢？了那么，呆晚年啊，也耽误事嘞！呆晚年啊，吵啊，打起来呢！呆晚年啊，年纪嘛，年纪呢，比多阿妈好不？ ။သင်ဝိညာဉ်ကထာဝရအသက်ရှင်မယ်။အမေနှစ်နေရတော့သင်ဝိညာဉ်ကသွားလိမ့်မယ်တည်ပြီးတဲ့အခါမှာအားလုံးလေးသိပါရယ်။ကောင်းကင်နဲ့ငရဲဆိုရဲနှစ်နေရကိုတော့ကျမတို့ရဲ့ဝိညာဉ်ကသွားဖို့ရန်အတွက်ရှိတယ်။အဲ့ကျမတို့ကခန္ဓာမကျန်းမာတာလားစိတ်မကျန်းမာတာလားဒါမှမဟုတ်ရင်သင်ဝိညာဉ်မကျန်းမာတာလား။တဲ့ဝိညာဉ်ကတေပြင်းပေးသွားရမလဲမသိဘူးဖြစ်နေရလားတဲ့ဝိညာဉ်ကအပြစ်ရှိတဲ့ဒူတိုင်းရဲ့ဝိညာဉ်ဟာ ထာဝရငရဲမှာလမ်းဆုံးရမေးလို့ပြောထားတယ်။အဲကျွန်မတို့ဝိညာဉ်ကထာဝရငရဲကိုတွားရတာဘာကြောင့်မလို့လဲအပြစ်ကြောင့်မလို့အပြစ်နဲ့ကင်းတဲ့လူရှိလားလူရယ်လို့ဖြစ်လာလို့ရှင်အပြစ်နဲ့ကင်းတဲ့သူရှိလားမရှိပါဘူး။เนาะကျွန်မတို့ဆိုရိုးစကားလေးတောင်ရှိသေးတယ်။ Nobody perfect เนาะဘယ်သူမှမပြည့်စုံဘူး။ကျွန်မတို့အပြစ်ကိုတစ်ခုမဟုတ်တစ်ခုလုံးမိကြတာကြီးပဲ။အဲဒီခါလေးတော့ပြောလိုက်တယ်ငါတို့လောက်တော့မဆိုးပါဘူးတဲ့။ နော်ကျွန်တော်တို့လည်းတော့မစိုးပါဘူး तू ကနေ့တိုင်းတောက်တယ်ကျွန်တော်ကတစ်ပတ်တစ်ခါပဲတဲ့အာအချိုမေတောက်တာချင်းသူတို့ကမညှိလိုက်သေးတယ် तू ကအများကြီးတောက်တယ်ငါကနည်းနည်းပဲတောက်တယ်အချိုကလည်းပြောတယ်ကျွန်တော်မတောက်တတ်ဘူးတဲ့အေးမတောက်တော့မတောက်ဘူးဒါပေမဲ့ရှူပဲရှူတာနော်အာအချိုကျတော့လေအဲ့ဒါတွေမလုပ်ဘူးမွေးရင်စေဝါမလုပ်ဘူးဒါပေမဲ့ तू ကပါလေအတင်းပြောတယ်နော်အဲ့ဒါလေဝစီကန်နဲ့ပြစ်မာတာပဲ ်ရှိရဲ့ရုပ်ရှင်နဲ့ကြည့်ပြီးခါတဲ့တော့လင်မယားဖြစ်နေတာစိတ်ထဲမှာဒါပေမဲ့ဟိုမှာမိမကြီးငုတ်တုံးဟောဟိုမှာမိမကြီးငုတ်တုံးနဲ့အပားလုံးနေတာချိုးอ่ะအဲ့ဒါနဲ့မနှောခံနဲ့ပြင်မာတာပဲကျမတို့စိတ်တွေနဲ့ပြင်မာတဲ့အရာတွေရှိတယ်ကျမတို့နှုတ်နဲ့ပြင်မာမိတာတွေရှိတယ်အတင်းချင်းပြောတာတွေသူများကိုနာကျောင်လို့မိတာတွေရှိတယ်ပြည့်စုံတဲ့သူဆိုတာကျမတို့မှမရှိကြပါဘူး ကျမတို့ကလူရှိမှာတော့ပြည့်စုံခြင်းအောင်ဟန်ဆောင်ကြတာပေါ့အားလုံးချစ်စရာလေးတွေကြီးပဲနော်ချစ်တဲ့မျက်လုံးနဲ့ကြည့်မယ်ဆိုရင်မော်လေးဒါပေမဲ့တကယ်အတွင်းထဲမှာကိုကိုကိုတည်တယ်ကိုကိုကိုမလုံဘူးဖြစ်တယ်ကျမတို့အထဲထဲမှာငါရဲ့အားနေချစ်တဲ့လူတွေတည်သွားရင်မလိုလုံးမလဲငါရဲ့အားနေချစ်တဲ့ဖရာသခင်တည်နေတယ်ငါထောင်ရအသက်ရှင်နိုင်ဖို့ရတော့ဖြစ်နိုင်မှာမလားကျမတို့ရဲ့ဝိညာဉ်မကြမ်းမမာဖြစ်နေလား ကျွန်တော်ရဲ့ဝိညာဉ်ကတေပြင်းဘေးကိုတွားရမလဲဆိုတာမတေချဘူးဖြစ်နေလားဝိညာဉ်မချမ်းမာတဲ့ခါမှာကျင်းနဲ့ခန္ဓာရောစိတ်ရောပုံမှာတည်ရောက်မှုရှိတယ်။တင်းဝိညာဉ်မချမ်းမာဘူးဆိုလို့ရှိရင်တင်းစိတ်ကလည်းအတိအဝမပျော်ရွှင်နိုင်တော့အထင်းထဲမှာတစ်ခုခုလိုတယ်လို့ခံစားနေရအကြောင်းမလို့ပတ်စံရှာကြည့်တယ်ပတ်စံမှာများပျော်ရွှင်ခြင်းရမလားလို့ရှာတယ် ်အမေပစံကလည်းအထဲမှာပြေဝခြင်းကိုမပေးနိုင်ပစံမရတော့ပစံရှိပြီးတော့လေအနေကောင်မလေးရှာကြည့်ရောငါရဲ့အတွင်းထဲဟာနေတာကြီးပြေဆုံးသွားမှာပဲလို့ထင်တယ်အမေကြီးစားတယောက်ပြီးတယောက်ကကုန်သွားတယ်အထဲထဲကဟာခွက်ကြီးကမပြေသွားဘူးဟုတ်လားမဟုတ်ဘူးလားအဲ့ဒါတော့မပြေပါနဲ့ ဟုတ်ပါတယ်ဆိုရင်တော့သိကြတယ်အရင်များသွားလိမ့်မယ်ဟမ်နော်ဟုတ်ပြီအချို့ကမမှတ်မိတော့ဘူးတဲ့ဘေးတယောက်ကိုပြောတာလေတဲ့ Okay အချမရဲ့အခြေအနေမှာကျမတို့ဝိညာဉ်မကျမ်းမာဘူးဆိုရင်ကျမတို့ရဲ့ခန္ဓာစိတ်လည်းမကျမ်းမာတော့ကျမတို့ဝိညာဉ်ကအပြစ်လုပ်တဲ့အတွက်ကြောင့်မလို့ကျမတို့ခန္ဓာကိုယ်မှာအနာရောဂါတွေဖြစ်လာတယ်။ရောဂါတွေခံစားရတယ် မချမ်းမာခြင်းတွေဖြစ်တယ်။ကျွန်မအချို့လူတွေဆိုတွေ့ဘူးတယ်။အဖေလေးဒီယောဂရှိတယ်။သူလေးဒီယောဂရှိတယ်။သူတာသမီလည်းအဲ့ဒီယောဂပဲရှိတယ်။ဘာဖြစ်လဲ။အမင်္ဂလာကချိန်ချင်းအမင်္ဂလာက မျိုးရိုးဆင်ဆက်တက်ရောက်နေတာဖြစ်တယ်။အကယ်လို့မိတ်ဆွေတင်ပွားတက်တာမှတော့လကောင်း။တမီသားဆွေတက်တာမှလို့လကောင်း။အဲ့ဒီလိုမျိုးဖြစ်နေသလား။အဲ့ဒါတွေကိုတင်ကြုံတွေ့နေရသလား။ရင်ဆိုင်နေရလား။ဒီညမှာလွမြောက်ရလမ်းရှိတာဖြစ်တယ်။ဒီအမက်လိုပဲ မကျမ်းမာတဲ့အခါသင်ခန္ဓာမကျမ်းမာတာဖြစ်ကောင်းဖြစ်နိုင်တယ်စိတ်ပိုင်းဆိုင်ရာ မကျမ်းမာတာဖြစ်ကောင်းဖြစ်နိုင်တယ်ဝိညာဉ်ပိုင်းဆိုင်ရာမကျမ်းမာတာဖယားနဲ့ဝေးကွာနေတာကိုယ်တင်ဘေးကိုထွားရမလဲဆိုတာမသိဘူးဖြစ်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်အမေဘလို့အချိန်နေပဲဖြစ်ဖြစ်လူဟာဖယားသခင်စီကို လာမယ်ဆိုရင်တော့အပြည့်တွေ့ရမှာဖြစ်တယ်။ဘလောက်လာတဲ့ကောင်မလေးပဲဖြစ်ဖြစ်ဘလောက် handsome today ကောင်းလေးပဲဖြစ်ဖြစ်တည်သွားလို့ရှင်